အလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့မှာတော့ထိုင်းရွှေက400အကြာနဲ့ဈေးဖွင့်ထားပါတယ်ဒီနေ့က၄ရက်နေ့၄လပိုင်း2020နဲ့၅ခုနဲ့မနက်ပိုင်းထိုင်းရွှေဈေးကတော့400ဆပြီးတော့ကြာပါတယ်66.500ငွေရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းနေဈေးက 9200နဲ့မှ90ဆိုင်ကလက်ခံတဲ့ဈေးက9100နဲ့မှ90လက်ဝယ်နိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9100နဲ့မှ90ဆိုင်ကလက်ခံတဲ့ဈေးကတော့4950လေးနဲ့ပေါင်ဈေးရှိပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3112နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။တဒေါ်လာကိုထိုင်းဘတ်ငွေ34.38နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.5ခန်းလို့ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခံ100ရှိပါတယ်။လက်ခ PSC ထိုင်းရွှေခဲတစ်ပတ်သားကို9450နဲ့ပေါင် ါင်းဈေးရှိပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာဂိုင်းတို့ပြန်မဖြတ်ပဲဆိုင်က9150ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရနိုင်လက်ခံတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူဒီလိုရောင်းတဲ့ဆိုင်ပေါ်မှာမူဒီပြီးတော့လက်ခစင်းတို့ကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့လက်ဝယ်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ကျင်းလုံးဖြတ်ပြီးတဲ့အပြင်ကို4500ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။အော်ဒိုင်းရွှေစီတွေကတော့ဒီနေ့မှာစပြီးတော့ကို400ကျပါတယ်။ ထိုင်းရွှေကရေတိုအနေမှာအတက်ကြအနည်းငယ်ရှိနိုင်ပါတယ်ရေရှည်နေမှာတော့ထိုင်းရွှေကတက်ဖို့အလားလာရှိရလို့ခန့်မှန်းထားကြပါတယ်ဒီနေ့ကထိုင်းရွှေဈေးကစပြီး400ကျတော့တကယ်လို့ဒီနေ့ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုခြင်းတဲ့သူတွေကတော့လက်ခဈေးသက်သာတဲ့နေရာကိုကျွန်တော်လမ်းညွှန်ပေးပါမယ်အကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ် တပတ်သားကိုလက်ခံ200ငါးဘက်သားဒီဝင်မယ်ဆိုရင်လက်ခံအကုန်ကျမရှိပါဘူးထိုင်းရွှေစင်းငွေစင်းတွေကိုမြန်တမ်းတင်ပေးပါတယ်ထိုင်းရွှေစင်းငွေစင်းတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ